ီနေ့အကြိုက်ဆုံးသတင်းစပယ်ရှယ်သတင်းမိဇာကုံစီခန်းအားလုံးပဲမင်္ဂလာပါ update မြန်မာ news channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နဲ့များမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်မိဇာကုံစီခန်းဆိုတာဘာကိုပြောတာလဲမိဇာကုံစီခန်းဆိုတာကမိဇာဆိုတာကစစ်ခွေးရဲခွေးတွေ ကုန်တာကိုပြောတာစီခန်းဆိုတာဒေါ်လာမရှိတော့တာကိုပြောတာနော်ဒါကြောင့်ဘုံဘုံတို့ပြည်သူတွေစိုးခဲ့ကြတယ်လीမှတ်မိသလားမိကုံရန်ကုံရိတ်ခါကုံတက်တွင်းတပုတ်ထနေပြီတဲ့အဲ့ဒီစကားတော်တော်လေးမှန်သွားပြီအကုန်မှန်သွားပြီတရားရကံလုံးနီးပါးမှန်သွားပြီနော်မိကုံရန်ကုံရိတ်ခါကုံမိကုံဆိုတာက ိုးမြန်မာနိုင်ငံမှာ gas တွေ c တွေအကုန်ကုန်သွားပြီမရှိတော့မဲအောင်လိုင်းမှာဒေါ်လာတွေပြတ်ထွက်သွားပြီမဲအောင်လိုင်းရဲ့ဘိုးဘန်မှာဒေါ်လာတစ်ကျပ်မှမရှိတော့ဒေါ်လာတွေပြတ်ထွက်သွားပြီအဲ့ဒါကိုမီးစာကုန်စီခန်းဆိုတာကအခုမဲအောင်လိုင်းအတွက်သေပေးနေတဲ့စစ်ကွေးရဲကွေးတွေအကုန်ကုန်သွားပြီခြေရန်ပို့သည်မအကုန်ထွက်ပြေးတယ် အကုတ်ပြည်သူရင်ခွင်ကိုလုံးရတယ်လက်နဲ့ချအညက်ခံတယ်အလံပြူထောင်ပြီးအလေးဝင်တယ်ခြေပြက်လက်ပြက်တယ်သေကြတယ်ဟောအဲ့ဒါမိကုံရန်ကုံရိတ်ခါကုံတက်တွင်းသဘုံထနေအခုတက်တွင်းနဲ့ပါလဲပဲသဘုံထနေတာပဲလीနော်သဘုံထနေတာပဲနေ့စဉ်နေ့တိုင်းဖရဲသီးတွေကပေးတဲ့သတင်းတွေအများကြီးပဲဒါကြောင့်မိကုံရန်ကုံရိတ်ခါကုံတက်တွင်းသဘုံထနေပြီဆိုတာဒါတရားရကတော့မှန်သွားပြီအဲ့ဒီစကား ဒီကနေ့တကက် special သတင်းကြီးကမဲအွန်လိုင်းဒေါ်လာတွေကိုမထိန်ချုပ်နိုင် တော့ဘူးတဲ့အခုဒေါ်လာထိန်ချုပ်တာတာကိုလက်လွတ်လိုက်ပါပြီနော်ရွေဦးဒေါ်လာရေးအစတဲ့ကနှစ်နှစ်နဲ့ဆယ်လကျော်တဲ့အထိမဲအွန်လိုင်းရဲ့ဗဟုပန်ကဒေါ်လာတွေကိုထိန်ချုပ်ထားတယ်နောက် နိုင်ငံကြား export import လုပ်ငန်းရှင်တွေစီကဒေါ်လာတွေထိမ့်ချုပ်ထားတဲ့ဒေါ်လာကာရင်တော်မှပြစ်မှုကျူးလွန်မှုနဲ့ထောင်ချခံရတယ်နော်ဒေါ်လာကိုင်းတိုင်းရင်တော်မှပြစ်မှုကျူးလွန်မှုနဲ့ထောင်ဘယ်နှစ်ချခံရမယ်ဆိုတဲ့ဥပဒေတွေကိုထုတ်ထားတယ်အခုတော့မဲအောင်လိုက်မှာဒေါ်လာတစ်ချက်မှကိုမရှိတော့ဘူး ဒီကနေ့မင်းအွန်လိုင်းထိမ့်ချုပ်ထားတဲ့ဗဟိုဘဏ်ကတရားဝင် ကြေညာလိုက်ပြီဒေါ်လာတွေကို မထိမ့်ချုပ်တော့ဘူးတဲ့ဒေါ်လာတွေကို လုံးဝကိုလက်လွတ်လိုက်ပြီတဲ့နော်ဒေါ်လာဈေးကို လုံးဝမထိမ့်ချုပ်တော့ဘူးမင်းအွန်လိုင်းတို့မှာထုတ်ရောင်းစရာဒေါ်လာလုံးဝမရှိတော့ဘူးအရင်တော့ကဆိုလို့ရှိရင် စီပြက်ပြီးစီတော်မှရိုးရိုးစီမဟုတ်နော် gas တေ73စီတွေစာအုံးစီတွေအဲ့ဒီစီတွေပြက်ပြီးဆိုရင်မင်းအောင်လိုက်ထိန်းချုပ်ထားတဲ့ဘိုးဘန်ကဒေါ်လာဘလောက်ဆိုပြီးတော့စစ်ကောင်စီကို ထောက်ခံတဲ့ဘန်နေကုမ္ပဏီတွေကိုထုတ်ရောင်းပြီးတယ်အခုထုတ်ရောင်းစရာဒေါ်လာတော့မရှိတော့ဘူး မင်းအောင်လိုက်မှာထုတ်ရောင်းစရာဒေါ်လာကိုမရှိတော့ဘူးအဲ့ဒါဘုဘုအမြဲပြောနေတဲ့ခစ်သစ်အပရိမြင့်ဒေါ်လာစားသရောင်းစားအရင်တော့ကတော့ဟိုခရိုနီဒီခရိုနီဟိုလုပ်ငန်းရှင်ဒီလုပ်ငန်းရှင်တွေစီကနော်ဥပဒေတွေနဲ့ဒေါ်လာတွေကိုဓမြတိုက်ခဲ့တယ်အခုဒေါ်လာတွေကိုဓမြတိုက်เสียကိုမရှိတော့မင်းအောင်လိုက်ဒိန်းကြိုးရတဲ့ဘိုးဘန်ထဲမှာလည်းမရှိတော့ ပြီးတော့မင်းအောင်လာရဲ့စင်ကာပူဘန်နေအပိတ်ခံရတယ်။ဟောဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘန်နေအပိတ်ခံရတယ်။နော်အမေရိကန်ရဲ့ဆန်ရှင်တွေကအများကြီးထိရောက်တယ်။အဲ့တော့မင်းအောင်လာကဘန်နေလည်းအပိတ်ခံရတယ်။မင်းအောင်လာအတွက်တနစ်ကိုရွှေဥတလုံးတလုံးဥဥပေးနေတဲ့ MOGE တဘာဝဓာတ်ငွေကုမ္ပဏီကြီး MOG သဘာဝတမွေကုမ္ပဏီကလည်းပဲတစ်နှစ်တစ်နှစ်ကိုမင်းအောင်လိုက်ဖို့အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ကိုအခိုးနေကိုပေးနေတာဗျာတနေ့ကိုရွှေဦးတလုံးဥပေးနေတဲ့ငန်းကြီးဆိုရင် MOG U ကိုပြောတာတနေ့ကိုရွှေဦးတလုံးဥပေးနေတဲ့ငန်းကြီးလို့ခေါ်တဲ့ဒီ MOG U ကိုလည်းအမေရိကန်နဲ့ဥရောပသမ္မတကကစီးပွားရေးဒဏ်ကပိတ်ဆိုရေးယူလိုက်တယ် စင်ကာပူမှာရှိတဲ့ဘဏ်ကိုလည်းစီးပွားရေးပိတ်ဆို့ရေးယူလိုက်တယ်။ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘဏ်ကိုလည်းစီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရေးယူလိုက်တယ်။ပြီးတော့မင်းအွန်လိုင်းရဲ့လေးချောင်းလိုင်းဖြစ်တဲ့ MAI လေးချောင်းလိုင်းကိုလည်းပဲစီးပွားရေးဒဏ်ခတ်ပိတ်ဆို့ရေးယူလိုက်တယ်။အဲဒီတော့မင်းအွန်လိုင်းဟာဒေါ်လာရပေါက်ရလန်းနေအကုန်လုံးအကျက်ရိုက်သွားတယ်။အကျက်ရိုက်သွားတယ်နော်။အဲဒီတော့ဒေါ်လာတွေမရှိတော့ ဒေါ်လာတွေမရှိတဲ့အတွက်ကြောင့်ဒီကနေ့စီတွေကမောက်ကမပြစ်တယ်။စားအောင်စီတွေဝယ်လို့မရတော့ဘူး။ဟုတ်လား။ gas တွေဝယ်လို့မရတော့ဘူး။73စီတွေတနိုင်ငံလုံးဝယ်လို့မရတော့ဘူး။အကုန်ချက်ရကုန်တယ်။ဘာဖြစ်လို့လဲ။ဒေါ်လာမှမရှိတော့တာ။အဲ့တော့မင်းအွန်လိုင်းမှာထုတ်ရောင်းเสียရဆိုလို့ဒေါ်လာမရှိတော့တော့ဒေါ်လာဆိုလို့မင်းအွန်လိုင်းရဲ့အမျိုးသမီးကျူကျူလှကြီးပဲရှိတော့တယ်နော်ကျူကျူလှကြီးပဲရှိတော့တယ် ဲ့တော့ဒေါ်လာမရှိတော့တဲ့မင်းအောင်လှိုင်ကဘာလုပ်တယ်ငါတို့ဒေါ်လာတွေမထိန်းချုပ်တော့ဘူးတဲ့မင်းတို့ပါမင်းတို့ကြိုက်တယ်လို့ဝဲပြီးကြိုက်တယ်လို့ရောင်းကြတော့ကွာထင်ရလောက်ကြတော့ကွာငါတို့ဖမ်းလည်းမဖမ်းတော့ဘူးစိတ်လည်းဝင်ဝင်သားတော့ဘူးတဲ့ကဲစိတ်ပြတ်သွားတဲ့လေးတန်နဲ့ဘဘလို့အဲ့ဒီလေးတန်ဟာစိတ်ပြတ်သွားတဲ့လေးတန်တော့သူ့မှာဒေါ်လာမရှိတော့တဲ့အတွက်ကြောင့်ငါတို့ဒေါ်လာတွေထိန်းလည်းမထိန်းချုပ်တော့ဘူး ဖမ်းလဲမဖမ်းတော့အရင်တော့ဆိုရင်ဒေါ်လာရောင်းတဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တွေကိုအကုန်လိုက်ဖမ်းတာဒေါ်လာရောင်းဝဲဒေါ်လာကင်ထားတဲ့ခရိုနီတွေဒေါ်လာကင်ထားတဲ့လုပ်ငန်းရှင်တွေကိုအကုန်လိုက်ဖမ်းတယ်နော်အကုန်လုံးမင်းရောက်လိုက်ကိုဒေါ်လာတွေအက်ခိုင်းတယ်အခုတော့ဒေါ်လာစားတထောင်စားမင်းရောက်လိုက်က မင်းတို့ကြိုက်သလိုဒေါ်လာတွေဝယ်ကြရောင်းကြတော့ကွာငါတို့မထိန်ချုပ်တော့ဘူးတဲ့။ဘာဖြစ်လို့လဲငါတို့မှာဒေါ်လာမရှိတော့ဘူး။ငါတို့ဘဝပြတ်သွားပြီလို့ပြောလိုက်တဲ့အတူတူပဲ။အဲ့ဒါမီးကုံရန်ကုန်ရိတ်ခါကုန်လို့ပြောတာ။ဒါကြောင့်မင်းရောက်လိုက်စစ်တက်တဲ့မှာမီးကုံရန်ကုန်ရိတ်ခါကုန်ဒေါ်လာမရှိတော့ဘူး။နော်ဒေါ်လာရပေါရလန်းကြီးဖြစ်နေတဲ့ MAI နေချောင်းလိုင်းကြီးလည်းပဲပိတ်ခံနေရပြီ။နော် တော့ MOGE တဘာဝရေနံကုမ္ပဏီကြီးလည်းပဲပိတ်ခံရပြီဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘန်တွေလည်းပိတ်ခံရတယ်စင်ကာပူမှာရှိတဲ့ဘန်တွေလည်းပိတ်ခံရတယ်အဲ့တော့ဘဝပြက်ပြီပေါ့ဗျာနော်ဘဝပြက်ပြီပေါ့ဒါကြောင့်မင်းအောင်လိုက်လို့ဘလို့မှအသက်ဆက်ရှင်လို့မရတော့ဘူးဒါကြောင့်ဘာလို့ 2008ဘွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေပြီးတော့နိုင်ငံရေးနီးလန်းတဲ့သကွဲဝိုင်းမှာ ဖြည့်ချင်းကြရအောင်ဆိုပြီးတော့ဒီဒေါ်လာစားတောင်းစားမင်းအောင်လိုက်ကတွေးယူတွေးတဲ့နဲ့ပြောလာတာဗောဗျဟွန်62ခုနှစ်နေဝင်းအာနာသိန်းနဲ့နိုင်ငံရေးနီးလန်းတဲ့သကွဲဝိုင်းမှာဖြည့်ချင်းကြရအောင်လို့နေဝင်းမပြောခဲ့ဘူး စောင်းပေါင်မပြောခဲ့ဘူးတန်းရွှေခင်းညို့မပြောခဲ့ဘူးသိမ့်စိန်မပြောခဲ့ဘူးဒီကနေ့မဲအောင်လိုက် အာနာသိန်းနာဘာရလဲဆိုတော့ချွေဥတလုံးတနေ့တလုံးဥပေးနေတဲ့ငန်းကြီးရဲ့ဘိုက်ကို အလိုကြီးတဲ့ငန်းပိုင်ရှင်ဟာခွဲလိုက်တဲ့အချိန်မှာဘာမှမရှိဘူးထဲတယ်နော် အလိုကြီးတော့ဘာမှမရဘူးအေးဒီနိုင်ငံကြီးကို သူတမရအဖြစ်ဝင်ကြီးချုပ်အဖြစ်ကာဝေးဦးစီးချုပ်အဖြစ်ပိုင်ဆိုင်ရလိုက်မယ်အုပ်ချုပ်ရလိုက်မယ်ဆိုပြီးသူအာဏာကောက်သိမ်းထိုက်တယ်မှန်ချက်ကနှမ်းထွက်မကြိုက်ဘူးတော့မှန်ချက်ကမှန်ချက်နဲ့နှမ်းထွက်မကြိုက်ဘူးဖြစ်သွားတယ် နေဝင်းလဲအာနာသိနာအောင်မြင်တဲ့စောမောင်လဲအာနာသိတန်းရွေကင်းညိုလဲအာနာသိနာအောင်မြင်တဲ့မဲအောင်လိုက်ခင်ဗျာဘာတို့2008ပွဲစည်းပုံခြေကဥပဒေအောက်ကနေပြီးတော့နိုင်ငံရေးနီးလန်းနဲ့ဇကွဲဝိုင်းမှာ ဖြည့်ချင်းကြဆိုတနာပါလေဗျာနော်တနာပါလေအခုလည်းပဲသူတို့မှာထုတ်ရောင်းစရာဒေါ်လာမရှိတော့မင်းတို့ဒေါ်လာတွေကိုကြိုက်တယ်လို့ရောင်းပြီးကြိုက်တယ်လို့ဝယ်ကြတော့ငါဘာမှမတက်နိုင်တော့ဘူးတဲ့ဘဝပြတ်သွားပြီတဲ့ မဲအောင်လိုက်ဒေါ်လာမရှိတော့တဲ့အတွက်ကြောင့်ဘလို့မှအသက်ဆက်လို့မရတော့ဘူးဒေါ်လာမရှိမှတော့လေယာဉ်စီတွေကိုဘာနဲ့သွားဝယ်မလဲဒေါ်လာမရှိမှတော့လက်နက်ခဲယမ်းမီးကြောက်တွေကိုဘာနဲ့သွားဝယ်မလဲဒေါ်လာမရှိမှတော့မဲအောင်လိုက်ဘလို့လို့အသက်ဆက်ရှင်မလဲဒေါ်လာမရှိမှတော့လေယာဉ်စီတွေကိုဘာနဲ့ဝယ်မလဲစဉ်းစားကြည့်လေအဲ့တော့ဒီငနဲမှာ ီ2023ຫນွေဥတော်လဲကြီးမှာခွေးမဖြစ်ဘယ်သူခွေးဖြစ်တော့မလဲเนาะစဉ်းစားကြည့်အခု LRD အစိုးရလက်ထက်တုန်းကစီးပွားရေးအကြံပေးလုပ်ခဲ့သူရှောင်းတာနယ်ကဘာပြောတဲ့ဆိုမင်းအွန်လိုင်းတို့မှာဒေါ်လာမရှိတော့ဘူးဒေါ်လာမရှိတော့တဲ့အတွက်ကြောင့်ဒီကောင်နေဒေါ်လာဈေးကိုလက်လွတ်လိုက်တာဒေါ်လာဈေးကိုလက်လွတ်လိုက်တာ မြန်မာနိုင်ငံမှာကိုဒေါ်လာမရှိတော့တာဒေါ်လာမရှိတော့တဲ့အတွက်ကြောင့်မင်းတို့ကြိုက်တယ်လို့ရောင်းမိကြိုက်တယ်လို့ဝယ်ကြတော့ငါတို့မဖမ်းတော့ဘူးတဲ့ဟုတ်ဒါကြောင့်စီးပွားရေးအကြံပေးရှောင်းတာနယ်ကိုကမဲအောင်လိုက်မှာဒေါ်လာမရှိတော့ဘူးတဲ့ဒီကောင်းဒီမှာဒေါ်လာပြတ်သွားပြီဒေါ်လာပြတ်သွားပြီဆိုရင်လက်နက်ခဲယမ်းမိကြောက်တွေဝယ်စရာမရှိတော့ဘူးလင်းစီတွေဝယ်စရာမရှိတော့ဘူးဆက်သုံးစီတွေဝယ်စရာမရှိတော့အဲ့တော့ဒီကောင်းဒီခြေရန်ကိုဘာနဲ့သွားတိုက်မလဲ ရှေ့တန်းကိုသွားဖို့အတွက်ဘာရီနဲ့သွားကြမယ်ရှေ့တန်းကိုသွားဖို့အတွက်ကားတွေလိုတယ်ပြီးသူတွေကိုဒုက္ခပေးဖို့အတွက်ပြီးသူတွေကိုအကြံဖတ်တပြတ်ဖို့အတွက်လေရင်စီတွေလိုတယ်နော်တင်းမောတွေမောင်းဖို့အတွက် စီရီလိုတယ်အဲ့ဒီစီရီကိုဘာနဲ့ဝယ်ဒေါ်လာနဲ့ဒေါ်လာမှမရှိတဲ့ဘာနဲ့သွားဝယ်မှာတော့ကျူကျူလအပြားကြီးနဲ့ဝယ်မှာပဲရမှာပေါ့နော် ဒါကြောင့်အခုလိုဒေါ်လာပြတ်သွားတဲ့မင်းအွန်လိုင်းဟာခက်သိအပရိမင်းဒေါ်လာစားသရောင်းစားမင်းအွန်လိုင်းဟာအဆုံးသက်နီးလာတဲ့လက္ခဏာပဲဖြစ်တယ်နော်အဆုံးသက်ဖို့နီးလာတဲ့လက္ခဏာပဲဖြစ်တယ်ဒေါ်လာပြတ်သွားမှတော့ဘာနဲ့အသက်ဆက်ရှင်မလဲအခုဖုန်းဖုန်းတို့အယူကြီးအစိုးရကပဲဖြစ်ဖြစ် ຫນွေဥတော်လည်းဤလက်နက်ကင်တွေပဲဖြစ်ဖြစ်ပြည်သူတွေပဲဖြစ်ဖြစ်စစ်ပေးဆောင်တွေပဲဖြစ်ဖြစ်ဘာနဲ့အသက်ဆက်ရှင်နေရတာလဲငွေနဲ့အသက်ရှင်နေရတာလေအဲ့ဒီငွေတွေကိုတကဘာလုံးမှာရှိတဲ့ဘုဘလို့ပြည်သူတွေကထောက်ပံ့ပေးနေတာလေဒါကြောင့်ຫນွေဥတော်လည်းကြီးအခုချိန်ထိအသက်ဆက်နေနိုင်တာဗောဟောမင်းအွန်လိုင်းကိုကြတော့เนาะသူ့ရဲ့စီးပွားရေးတွေအကုန်လုံးကို အမေရိကန်နဲ့ဥရောပသမဂ္ဂကဆန်ရှင်တွေလုပ်တယ် ။ဝိုင်းခောက်တွေလုပ်တယ်။စီးပွားရေးတန်းခတ်ပိတ်ဆို့အရေးယူတယ်။ပြီးတော့မဲအောင်လိုင်းနဲ့ဆက်ဆက်တဲ့ကုမ္ပဏီတွေလုပ်ငန်းတွေဘဏ်တွေကို စီးပွားရေးတန်းခတ်ပိတ်ဆို့အရေးယူတယ်။အဲ့တော့ဒီခေတ်တဲ့အပရိမေဒေါ်လာစားသရောင်းစားလူတော်လည်းကြံ့ကြာလာတဲ့အမျှသူ့မှာအသက်ဆက်ဖို့အတွက်ပြည်သူကိုအကြမ်းဖက်တက်ဖြတ်ဖို့အတွက်ဒေါ်လာမရှိတော့ဘူး မင်းအွန်လိုင်းပြည်သူကိုတနေ့တနေ့တက်ဖြတ်နေတာအ ਨੇ ဆုံးမကုန်ဘူးဆိုရင် တနေ့ကိုဒေါ်လာတသန်းလောက်ကုန်တယ်လေရင်စီဖို့တင်မောစီဖို့ကားစီဖို့နီးပညာဖို့လမ်းနဲ့ခဲရမိကြောက်ဖို့အဲ့ဒီအသုံးစိတ်တွေကတနေ့ကိုအမေရိကန်ဒေါ်လာတသန်းလောက်မှမရှိရင်မင်းအွန်လိုင်းပြည်သူကိုအကြက်ဖတ်လို့မရဘူး ဲ့ဒီလိုအကြံဖတ်ဖို့အတွက်ပတ်စံဒီဘဲကရနေတယ်လဲဆိုရင်မြန်မာနိုင်ငံမှာရှိတဲ့ Facebook Inbox လုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေပြည်တွင်းပြည်ပကုမ္ပဏီတွေနော်နောက်ခရိုနီခရိုဝါခရိုပြာတွေအဲ့ဒီကနေဓမြတိုက်ထားတဲ့ဒေါ်လာတွေကနေပြီးသူပြည်သူကိုအကြံဖတ်တက်ဖြတ်ဖို့အတွက်တုံးနေတာအခုအဲ့ဒီဒေါ်လာတွေက နှစ်ပေါင်းကြာလာတာနဲ့အမျှရှားတဲ့ရှားပါတဲ့ပါလာပြီလေဒီကနေ့ပဲကြည့်လေနှစ်နှစ်နဲ့ဆယ်လနှစ်နှစ်နဲ့ဆယ်လဆိုတော့ဘာစည်းဝါးရေးမှမလုပ်ဘဲနဲ့နိုင်ငံတွင်းမှာရှိတဲ့ဒီဒေါ်လာတွေနဲ့လေးစီတွေဝယ်တယ်ဆက်သုံးစီတွေဝယ်တယ်လက်ကခဲအမိကြောက်တွေဝယ်တယ်အဲ့ဒီအသုံးစိတ်တွေဟာတဖြည်းဖြည်းညော့လာတာလीအ ဘာနဲ့တူလဲဆိုရင်ဂရေ80ချမ်းသာတဲ့တတိသားလို့ပဲဂရေ80ချမ်းသာတယ်ဆိုတာမှန်တယ်ဘာအလုံးမှမလုပ်တော့အဲ့ဒီဂရေ80ကိုထိုင်ဖြုံးလိုက်တာတနေ့တော့သရောင်းသားဖြစ်သွားတာပဲနိအခုမင်းအောင်လိုက်ကလည်းအဲ့လိုပဲအာနာသိန်းဃာဇတော့ကဂရေ80တတိသားလို့ပဲမြန်မာနိုင်ငံကစီးပွားရေးအကုန်လုံးကိုမောင်းပိုင်စည်းလိုက်တာဂရေ80တတိသားလို့ပဲနှိမ့်ချင်းကြချင်းချမ်းသာသွားတယ် အဲ့ဒီပတ်စံလေးနဲ့ပြည်သူကိုနေ့စဉ်နေ့တိုင်းတက်လိုက်တာတက်လိုက်တာတက်လိုက်တာဒီကနေ့နှစ်နှစ်နဲ့ဆယ်လမှာအဲ့ဒီပတ်စံလေးကုံသွားပြီဗျအဲ့ဒီပတ်စံလေးကမကုံဘဲနဲ့ရှိပလားနော်ဒါကြောင့်အခုမင်းအောင်လာရဒေါ်လာတင်ကုံတာမဟုတ်ဘူးနော်ဒေါ်လာတင်ကုံတာမဟုတ်ဘူးအခုတလားကျော်ကာလာအတွင်းမှာစက္ကန့်ပေါင်း300ကျော်အသိန်းခံရတယ်မြို့ပေါင်း20ကျော်အသိန်းခံရတယ် ဒီတလားကျော်အတွင်းမှာဘိုးမူးကြီးကနေစပြီးတော့အရာရှိအရာခံပေါင်း30ကျော်သေးတယ်ဗျာနော်စစ်တုပ်ပန်းပြီးဖန့်ခံရတယ်စစ်ခွေး ထောင်နဲ့ချီသေးတယ်စစ်ခွေးထောင်နဲ့ချီအလံမျိုးပြပြီးထွက်ပြေးတယ်အလင်းဝင်တယ်တနေ့တနေ့မင်းအောင်လိုက်စစ်တဲ့တဲမှာရှေရန်ပို့သမျှဟာ ထွက်ပြေးတာနဲ့အလံမျိုးထောင်ပြီးတော့ အညာခန္ဓာနဲ့ခြေပြက်လက်ပြက်ဒဏ်ရာရတာနဲ့ပေတာနဲ့နဲ့ကမှမဟုတ်တာ